များကိုတိတ်ပြီးမတနာနဲ့သူများကိုတိတ်ပြီးမတနာနဲ့နောက်ဆုံးတနာเสียအကောင်းဆုံးသူကကိုဖြစ်နေတတ်တယ်ဘဝမှာအပင်ပန်းဆုံးအလောက်ကမျော်လင့်ချက်နဲ့အသက်ရှင်ရအပင်ပန်းဆုံးမင်းမျော်လင့်ချက်တွေကိုထင်တယ်လို့ဖြစ်မလာရဲ့အခါဆက်သွဲနေတာလဲချက်ရမယ် အတွေးလုံနေတာလဲလျှော့ရမယ်အာနာတက်တဲ့စိတ်ကိုလဲလျှော့ရမယ်ဒါပေမဲ့အေးအေးချမ်းချမ်းနဲ့ကဝါကို ရှေ့ဆက်ရှင်တန်နိုင်မှာဖြစ်ပါတယ်ဒီလိုမှမဟုတ်ရင်သူများစိတ်နဲ့အသက်ရှင်နေရ အတူတူပါပဲသူတို့အတွက်သူတို့အတွက်ကိုယ်အတွက်ကိုယ်တော်မေ့ပြီးကိုကိုကိုနဲ့တိမ်ဖို့မင်းနေ တက်တာရှိရဲ့သူတို့အဆင်ပြေပါစေဆိုပြီးကိုအဆင်မပြေတာကိုမေ့ပြီးကိုကိုကိုနဲ့တိမ်မေ့နေတတ်တယ်တခါတလေလမ်းပျောက်တယ်လို့စိတ်ထဲဝမ်းနေတယ်လို့အတိတ်ကဆန်တယ်လို့လို့နဲ့ဘသူကိုပြောပြလို့ပြောပြရမှာမသိမွချက်ဖူးလိုက်နေဟုတ်တယ်ဒါရီအားလုံးဟာ သူများအထွတ် သူတို့အတွက်ဆိုပြီးကိုအတွက်ကိုမေ့နေတဲ့နောက်ဆက်တွဲဖြစ်ရတွေပါပဲဒါကြောင့်ဘဝမှာကိုမရှိရင်မဖြစ်ဘူးလို့မတွေးနဲ့ကိုကိုကိုအာကိုလွန်မီသူတို့ကိုလာမရက်တည်နိုင်တဲ့အခါတိတက်လုံးတဲ့ကိုကဝင်ပိုပိတက်တယ်မိသားစုတစ်ခုခုဖြစ်လုပ်ငန်းခွင် လူအဖွဲ့စီစတဲ့အားလုံးမှာအလိုက်တိတဲ့လွန်သူတာဝန်တိတဲ့လွန်သူကပိုပင်မရတဲ့ဒါပေမဲ့အပေပန်းခံထားရတော့ပြန်ရတဲ့အရာအားလုံးကမထိုက်တန်ဘူးဆိုပြီးစိတ်အပင်မမခံနဲ့လောကမှာကျွန်တော်ကျမဘလောက်ထိတော်ပါရဲ့တက်ပါရဲ့ကောင်းပါရဲ့ပျော့ပျော့ ကနန်းလိုလူတွေရှိနေတဲ့၍ကိုယ့်ရဲ့လုံရဲ့တိုင်းကအတိမတ်ပြုတ်ခံရဖို့မပြောနဲ့အောင်ဆုံးဆွဲချမခံရအောင်ညောကန့်ကောင်းပါလေဒါကြောင့်ဘာကိုပဲလှုပ်လှုပ်ညော်လေးချက်မထားနဲ့ကိုတန်တိုင်တလောက်ပဲလှုပ်ပေးခဲ့တဲ့အပေါ်ကျင်တ်ပါကိုကိုကိုချစ်ပါ ကိုမရှိလဲအရာအားလုံးဟာသူ့ဟာသူလက်ပတ်နေအောင်မှာပါကိုကိုကိုအားကိုပါအနာမဘသူမအမြဲတမ်းရှိမယ်လို့မတေချာရဲ့အတွက်ဘသူမမရှိလဲတယောက်တည်းရှင့်တန်နိုင်အောင်ကြိုးစားပါအခုဒီဗီဒီယိုကိုแชร์သွားလို့ရပါတယ်